လူတွေကလေအကုသိုလ်တွေများတာလေတကယ်သိလားအကုသိုလ်များလို့အခုကတ်တည်ကြနေတာကျမတကယ်ယုံကြည်တယ်သိလားတကယ်ယုံကြည်တယ်ဘာကြောင့်ဆိုအခုနိုင်ငံခြားမှာလေဟိုရက်ကဟောလိဝုဒ်မင်းသားတွေမင်းသမီးတွေမဟုတ်တာလုပ်တာများလေနောက်ပွဲတော်တစ်ခုကိုလေသူက Satan worship ဆိုတာလေအဲ့ဒီခရိယာနေမှာဟိုဖျားကုခွေတဲ့လူရှိတဲ့အပြင်တချို့တွေကနည်းနည်းဟိုဓာတ် ကိုသွားဘလို့လဲသူဆန်းစာစေတန်ဆိုတာဘလို့လဲငရဲမင်းကိုကိုးကွယ်တာတွေလည်းရှိတယ်အထူးဖြင့်အမှုပညာရှင်တွေသိတယ်မလားသူတို့ကငရဲမင်းကိုကိုးကွယ်အဲ့မှာဟိုမီးကြီးမလောက်မီဟိုကျမတွေ့မိတယ်အဲ့ ရုပ်ရှင်ပွဲတော်တခုမှာအဲ့စစ်တန်ကြီးကိုသူတို့ထွက်လာတယ်အဲ့ပွဲမှာအဲ့ခရီးယန်တွေကဝိုင်းပြောကြတယ်အဲ့လိုမျိုးပေါ့နော်သူတို့စစ်တန်ဝါရှစ်လုပ်တာအဲ့မကြပါဘူးသူတို့ဟောလိဝုဒ်မှာမိကြီးလောင်ပါလေရောတိလားသူတို့နေတဲ့အိမ်တွေကိုအဲ့လိုပေါ့နော်နောက်တော့အဲ့ဒီနီပေါ်မှာလည်းလေကျမသတိထားမိတယ်အဲ့ကျမလေဒီလဲလီးတယ်ဆိုတာကဟဲဒူတွေလီးတယ်မထင်ဘူးပေါ့နော်ဒီအရင်းနေရတော့မွတ်စလင်တွေကတော့သူတို့ကလဲလဲလီးထားပဲစားတယ်ဆိုလဲလီးတာအင်းနေဆိုလဲ လေးတွေလေဟိုတနာစီရနော်ဒါပေမဲ့အဟင်းတူတွေရတယ်ဟိုရှိကြတဲ့ဗျမနာတွေမျက်စွာဖျားပေါ်လာတော့လေအဲ့ဒီနွားတွေရစ်ပူစော်တာတို့ဘာလို့ဆိုမျက်စွာဖျားမလုံးဝဘူး तू ကလုံးဝကိုလေတားလိုက်တာဒါအကုသို့လို့အဲ့ဟင်းတူတွေကအဲ့ဒီအဲ့ဗျမနာအဲ့ဇက်ဖေလုတ်ရစ်ပူစော်တာလုတ်တာလားဒီနီပေါ်မှာအကြီးကြီးပဲအဲ့တည်င်းတက်လာတာနွားတွေနွားတွေကိုလေသူတို့တည့်ရက်ထဲလေအဲ့လိုတတ်ကြတာရစ်ပူစော်ကြတာပေါ့အဲ့မကြဘူးနီပေါ်ငယ်ရင်ကြီးလုတ်တာပဲတကယ်ကို တနစ်မကြဘူးအဲ့ဒီခင်းင်းလဲအဲ့တော့အခုကျမတို့ဆိုရင်လဲဒီကပေးတွေကပေးတွေကြာနေတာအခခပဲလေနောက်ဟိုရက်ခလည်းတိတဲ့အတိုင်းပဲဟိုလူတွေကအိတ်ထမိန်နဲ့စံချောင်းတို့ဘာလို့မှဟိုထွက်လာတာတွေကလေအနိဋ္ဌယုံနေတအားထွက်တာပဲအဲဖုံးကြီးတွေကိုစော်ကအဲ့ဒီဟိုဒီထပိန်ပေါ်မှာဖုံးကြီးပုံအဲ့နောက်ပြီးတော့ဆရာတော်ကြီးတွေကိုလည်းစော်ကအခုဒီမှာဆိုတိတိပြီးဆရာဘာနဲ့ရနေပြီးတော့ကျွတ်တဲ့အချိန်မှာထဲပေါင်းလဲဆိုလို့ရှိရင် 吃肉 ဒီ90လောက်ရှိတဲ့ဆရာတော်ကြီးကိုအမျိုးမျိုးအစ်တင်ဝေဖန်လို့မဆုံးတော့ဘူးဆရာတော်ကြီးကဘာလုပ်တယ်ညာလုပ်တယ်ဒါပေမဲ့တကယ်ဘေးကနေဂျုံတိုင်းလဲနာကစ်ပဲဂျုံအဲဆရာတော်ကြီးကလေတီးတကူဆရာတော်ကြီးကကျမတို့ကြာပြီကျမတို့ဆိုတိတာကိုကိုွယ်တာဘာကြောင့်ဆရာတော်အင်းအင်မတန်တော်တယ်အရှင်ညာနေတရဆိုတော့သခိုင်းတောင်ကြီးကိုလေရေရေရအောင်လှုပ်ပေးခဲ့တာအဲ့ဒါလေဆရာတော်ကဟိုကျန်တဲ့ကျန်တဲ့ဆရာတော်ဖခင်ကြီးတွေကိုကသူ့ကိုအဲ့ဒါအရှင်ညာနေတရရေမင်းကိုပဲအားကိုးပါတယ်ဆိုပြီး ီဆရာတော်ကအတော့ငငယ်ပဲရှိသေးတယ်အဲ့ကျမတို့အကိုတွေအင်ဂျင်နီယာတွေဘာတွေစင်ကာပူအထိလာအဲ့လိုတိုင်ပင်ပြီးတော့လေအဲ့ဒါဟိုအဲ့အင်ဂျင်နီယာလေဒီကျမအကိုတယောက်ကလည်းဆွဲပုံတွေဘာတွေဆွဲပေးတယ်အဲ့ဒါနဲ့သူစက်တွေဝယ်ပြီးတော့အဲ့စကိုင်းတောင်ကြီးကိုရေရအောင်လုပ်ပေးတာအဲ့ရနေစပြီးတော့ဒီတကူဆရာတော်ဆိုဖြစ်လာတာအဲ့ဒီနေ့အထိရေရအောင်လုပ်ပေးနိုင်ခဲ့တာဆရာတော်ကပြီးလို့ရှိရင်လေဟိုကျမတို့အတိတွေတည်းကပဲအမေရိကန်မျက်စိဆရာဝန်ကြီး ဒီကသွားတဲ့တရုတ်တရုတ်လူမျိုးမျက်စိဆရာဝင်ကြီးအဲ့ရနေပြီးတော့လှူလို့အဲ့ဒီရေရပြီးတဲ့အခါကျသူကမျက်စိဆေးယုံ မျက်စိဆေးယုံ စိုးရတောင်မလုံးနိုင်တဲ့အချိန်မှာပထမဆုံးစကိုင်းမှာဆေးရုံဖွင့်ပြီးတော့အဲ့ဒါလည်းအလူငွေနဲ့ပဲသူအမေရိကစင်ကာပူသွားပြီးတော့တေချာဒီဇိုင်းတွေပါတွေဆေးရုံဆိုတဲ့ဟိုခေတ်ဆန်ဆန်အမေရိကမှာလိုပဲဒီဇိုင်းတွေဆွဲအိမ်မှာလာတဲ့ဧည့်သည်လေးတွေနေဖို့ကျမတို့တောင်သွားနေဘူးသေးတယ်ဆရက်လေးတွေပေါ့အမေရိကန်ပုံစံပဲအာသူတကားတွေကလည်းအကုန်ဝိုင်းကူညီကြတာပေါ့ငွေအားဝပညာအားအဲ့ဆရာတော်ကြီးအဲ့မျက်စိဆေးရုံကြီးဖွင့်ပြရောအဲ့ဒါဆိုလို့ရှင်အဲ့မန္တလေးစက ိုင်းကအကုန်လုံးဟို less six surgery เนาะဟိုကစေအမေရိကဆရာဝန်ကြီးကပမာပြီးရသွားတယ်တရုတ်ဆရာဝန်ကြီးက less လာပြီးတော့ခွဲပေးတယ်အဲ့ပစ္စည်းကရိယာလည်းလှူတယ်ပထမဆုံးပမာပြီးမှာเนาะအဲ့ဒါသူမျက်စိခွဲတယ်ဆေးရုံပြီးလို့ရှိရင်တက်ကတူကြီးလုတ်တယ်အဲ့ဒါနဲ့မနေဘူးဆရာတော်ကလေနိုင်ငံခြားမှာလည်းသွားပြီးသာသနာပြုတယ်နောက်ဆုံးဆုံးမော်စကိုမှာသွားပြီးသာသနာပြုတယ်ဘုန်းကြီးเจ้าနေတည်တယ်နောက်ပြီးတော့သူက အင်္ဂလိပ်စာကိုအရင်တော့အားနေတော့လေသူကညာလဲကောင်းတော့ဒီ dictionary တအုပ်လုံးကိုအလွတ်ကျက်ပြစ်တာပဲပြီးတော့စကိုင်းချောင်းမှာလေကျမတို့ရောက်ဘူးတဲ့အဲ့မှာ American တီလာရှင်လေးတပါးဆရာရောစီမာလာပြီးတော့အဲ့မှာတီလာရှင်ဝေ့ပြီးတော့အဲ့မှာနေတဲ့အခါကျဆရာတော်ကနေ့တိုင်းသူ့ကို American English လို့ပြောပြီး English လို့လဲ mood on တတ်တာအင်္ဂလန်ကြီးလဲ ဆရာတော်သွားတင်ဘူးတယ်လန်ဒန်အထိနောက်တော့နောက်ပိုင်းကျတော့အမေရိကသွားအဲ့အမေရိကန်သီလရှင်လေးလဲစကိုင်းချောင်းမှာဆရာတော်နဲ့အင်္ဂလိပ်လိုပြောတက်ပြီဆိုဆရာတော်ဗာပြနိုင်ငံတကာဘာသာပေါင်းစုံဆိုရင်တက်ပြီတက်ပြီရဆရာတော်ဒီပြောတာသီလဟဲ့နင်တို့ဘယ်ဘာသာကားတဲ့ဘာသာကိုအချောင်းဖြူပြီးတော့လူတွေတက်နေတယ်တဲ့ဒီနင်တို့ဘယ်ဘာသာလဲသီလအဲ့ဘာသာဒီလောက်တောင်ပေါ့အဲ့ဘာသာပေါင်းစုံမှာသူကပြပြတာဒီဘာသာတကူကဘာဖြစ်လို့တို့ဖျားကိုအချောင်းဖြူပြီးတော့တက်နေတယ်ပေါ့အစ္စလာ ္မတွေကိုပြောတာပေါ့အဲ့တော့ဟိုကတအားစိတ်ဆိုးတာပေါ့အမမအစ္စလာမ်ဘာသာကလည်း7နှစ်လောက် तू ကဓာတ်နဲ့ခုတ်ပြီးတော့ဘာသာတွေ तू ကဒါတန် तू တတ်နာပြူတာအစ္စလာမ်အအပြင်းထန်ဟိုလူစစ်ဖြစ်တယ်7နှစ်ကျော် ဖြစ်ပြီးမှအစ္စလာမ်ဘာသာဖြစ်လာတာလေအဲ့အဲ့တော့အဲ့အကျင့်ကပါနေလို့လားမသိဘူးအဲ့ဒါအဲ့လိုဖြစ်တော့ဆရာတော်ကလည်းအဲ့လို ဘာသာရေးဆွေးနွေးပွဲတွေမှာပြောတာဘာသာပေါင်းစုံမှာကရိယာဆိုလဲ तू ကမေးတာမင်းတို့ကဒါလဲကောဟိုကလဲကောယေဟောဝါလဲကောဘာလဲကောကောကတပားတယ်ရှိရင်ဘယ်ကောလဲကွာအဲ့လိုမျိုးဆရာတော့ပြောင်းပြောင်းကြီးပြောတော့သူများသူများတွေကလည်းအရန်ဟိုအမင်းဖြစ်မှာပေါ့နော်သူတို့သူတို့စိတ်ကမလုံတော့ဘူးအငယ်စိတ်တွေပေါ်ပြီးတော့ဟိုဆရာတော့ဟိုသူတို့မလိုလားတော့အဲ့ NGO ကနေပြီး ကိုတင်ပေးမှာပေါ့ဗမာပြည်ပညာတတ်လေးတွေကိုအင်္ဂလိပ်စာတက်လာတဲ့အခါတည်းအင်္ဂလိပ်ကျောင်းတွေတက်ပြီးတော့ဟိုအင်္ဂလိပ်စာလေးတက်ပြီးဆို NGO တွေကတင်ပြီလေတင်ပြီးတော့ NGO အကြရေကတင်ပြီးတော့အဲ့ရနေပြီးတော့သူတို့ကတမင်ကိုတိတ်တိတ်ချာချာပေါ့အဲ့တော့ကဦးဝီရသူကလည်းအမေရိကန်တိုင်းမဂ္ဂဇင်းအဖုံးမှာတာဦးဝီသူပုံကြီးနဲ့ကဘာလုံးဒီကပေါ့အစွာရောက်ဗုဒ္ဓဘာသာယဟန်ပေါ့သူက ဥပဒေတို့ကတော့ဘာကြောင့်ဆိုကျမတို့နိုင်ငံကြာပြီလေကျမတို့ငငယ်တော့ဆိုအမြဲတို့ဟိုဟိုဒီချုပ်ဘာသာကရိယာတော့တို့ကိုယူပေမဲ့တို့ဘာသာလည်းဝင်ချင်မှဝင်လေအစ္စလာမ်ကတော့မရဘူးဝင်ရမယ်ပေါ့တို့ကဟိုတို့ကအရင်ပဲဟို organized religion တွေပေါ့ဒီခရိယန်တို့ဟိုမျိုးတော့ ဟိုအစ္စလာမ်တော့ organized religion ခေါ်တယ် organized organization ရှိတယ်ပေါ့နော်ကျမတို့ဗုဒ္ဓဘာသာအဲ့လို rule တွေတသက်မမှန်ရှိဘူးကျမတို့ organized မဟုတ်ဘူးကိုကလွတ်လွတ်လပ်လပ်ကိုကိုွယ်တယ်အိမ်မှာကိုကိုွယ်တယ်ဖခင်တရားတန်ခါတန်ခါကိုဟိုလှူတယ်ဒါဆိုပြီးသွားပြီကျမတို့ကျမ်းသာတရားကုဘကိုရှာကုဘကိုတရားကျင့်တရားဖတ်ပေါ့နော်တချို့တွေလည်းဗုဒ္ဓဘာသာပဲမဲ့လေမိယိုးဖလာပဲဖြစ်ပြီးတည်သွားကြတာပေါ့တိတ်ပြီးနင်းနေနေတော့မလေးလာမကျင့်ချင်ကြဘူးပေါ့ င်မတို့ကကြတော့လွတ်လပ်တယ်သူတို့ကမလွတ်လပ်ဘူး organized religion ဆိုတာ church ဆိုရင်လည်းအပတ်တိုင်းသွားရတယ် christian sect အမျိုးမျိုးရှိတယ်အပတ်တိုင်းသွားရတယ်အရင်းဆိုရင်လည်း islam တွေဆိုလည်းတောက်ချနေတိုင်းသွားရတယ်သူတို့ကအရာစီးလုံးနဲ့အထင်းကိုမိသားစုလိုပဲတအားစုထားတယ်ပြီးတော့သူတို့မိသားစုပွားအောင်ပေါ့နော်ခလေးတွေဆိုလည်းများများငွေခိုင်းတယ်ပေါ့နော်ပြီးလို့ရှိရင်တခြားဘာသာလူတွေကိုလည်း like သိမ့်သွင်းတယ်ဒါသူတို့ရဲ့ထုံးစံပေါ့သူတို့ organization ရဲ့ထုံးစံပေါ့နော်အဲ့တော့အဲ့တော့အဲ့တော့ဆရာတော်ဖျားယူတိကူဆရာတော် ဖရာကြီးကအဲ့ဒါတိထားဖို့ပြောတာเนาะဒါဟိုကိုကိုရဲ့မြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံကြီးကအဲ့လိုမျိုးပေါ့သူများတွေတိုက်ခိုက်တွေဟိုဆွဲယူတာတွေခံနေရတယ်ဆိုတော့ကိုကတိထားအောင်အဲ့ဒါကိုတီလို့ဥရီသူကပြောတာဥရီသူကိုတခါရဲကဘာကျော်ပဲမဂ္ဂဇင်းအဖုံးနဲ့ပြပြလိုက်တယ်အဲဆရာတော့အဲ့တော့ဆရာတော်ကမပတာဆိုပြီးဆရာတော်ဘုရားကြီးတော်တီကူဆရာတော်ဘုရားကြီးတော်ကလည်းမပတာဆိုပြီးတော့ဒါကိုယ့်ရဲ့အမျိုးပါသားစောက်ရှောက်ဖို့တော့ သိမ့်ပြီဆိုပြောတော့အဲ့ဒီမာတင်ပေါ့နော် clash တွေစဖြစ်တာပေါ့ဖြစ်တာကြောင့်မလို့အဲ့တော့ဆရာတော်ဘုရားကြီး89နှစ်ရှိပါပြီဘာကြောင့်ဆရာတော်ဘုရားကြီးပဲဒီဆရာတော်ဘုရားကြီးဟိုနှစ်စုအမတန်ပေါ့နော်လေးစားဖို့ကောင်းပါတယ်မပြစ်မမစော်ကားကြပါနဲ့ပေါ့နော်ကိုနဲ့ရှင်လာရင်ခါတဲ့မြေမုံနဲ့မင်းလိုပဲဟိုဗဒမြားခဲလိုပဲအရင်အဖိုးကွာတာကိုသွားပြီးမစော်ကားနဲ့အရင်ငရဲကြီးတတ်တယ်အခုလည်းနိုင်ငံမှာဟို ဒုက္ခတွေကတ်တွေစိုက်နေတယ်လေအဲ့ဒါကိုပြပြတာပါဟာ